မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ YouTube channel ကနေကြိုဆိုပါတယ်ကျွန်တော်ဒီတစ်ခေါက်မျှဝေပေးသမယ့်အကြောင်းအရာလေးကကျွန်တော်ဒီ YouTube မှာရှိတဲ့ဗီဒီယိုတွေတစ်ချင်းတွေကိုကျွန်တော်ဒီ screen ပိတ်ပြီးတော့နားထောင်ကျင်နေဆိုရင်ကျွန်တော်ဒီပုံမှန်ဆိုရင်ကျွန်တော် premium ဝယ်တဲ့လူမှကျွန်တော်နားထောင်လို့ရမှာပေါ့နော်အဲအဲ့ဒီကျွန်တော် premium ဝယ်ပဲနဲ့ကျွန်တော်ဒီဘယ်လိုမျိုးအာဖွင့်လို့ရတယ်လဲဆိုတာကျွန်တော်တို့ဒီနီလန်းလေးကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ် ဟုတ်ပြီကျွန်တော် YouTube ထဲကိုဝင်ဝင်လိုက်မယ်ဝင်ပြီးတော့ရင်ကိုကြိုက်တဲ့ဗီဒီယိုကိုဟို share ကိုကြိုက်တဲ့တခြင်းလေးကို share share ပြီးတော့ရင်ကျွန်တော်တို့ဒီဖွင့်နေလေးကိုပြောပြမယ်ဖွင့်နေလေးကိုမပြောပြခင်မှာကျွန်တော်တို့ဒီ my note channel တဲ့ကိုဝင်ကြည့်မှာပေါ့နော် my note channel တဲ့ကကိုကျော်စရာထွန်းရဲ့ဒီ note တွေဆိုရင်ဒီ video တွေဆိုရင်ကျွန်တော်တို့ဒီညအိတ်ရင်နားထောင်တဲ့လူတွေအများဆုံးရှိရပါတော့ဒီအဲ့ဒီလူတွေအတွဲကျွန်တော်တို့ဒီနီလန်လေးကအရန်ကိုအဆင်ပြေတယ်ကျွန်တော်ဒီနီလန်လေးအတိုင်းလိုက်လို့ကြည့်ပါကျွန်တော်ကကိုကိုကျော်စရာတွင်းရဲ့ video တွေကိုတော့ကျွန်တော်ဖွင့်မပြဘူးဟုတ်ပြီကျွန်တော်ဒီ copyright မမိအောင်လို့ပေါ့နော်ကျွန်တော် copyright မမိရဲ့ video ကိုကျွန်တော်ဒီ နမူနာအနေနဲ့ကျွန်တော်လုတ်ပြမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ဒီ copyright မမီရဲ့ video တွေဆိုရင်တချင်းနေဆိုရင်ကျွန်တော်တို့ဒီ copyright free background music ပေါ့နော် non copyright music ဟုတ်ပြီအဲ့ထဲကိုဝင်ဝင်ပြီးရောကျွန်တော်ဒီ video တပုတ်ပေါ့နော်ဒီတချင်းတပုတ်ကိုကျွန်တော်ဖွင့်ပြမယ် ဟုတ်ပြီကိုကြိုက်တဲ့ဗီဒီယိုလေးကိုရွေးလိုက်ပါတော့ဒီမှာနမူနာအနေနဲ့ကျွန်တော်ဗီဒီယိုတစ်ပုဒ်ကို music တစ်ပုဒ်ကိုကျွန်တော်ရွေးလိုက်မယ် skin နှိပ်လိုက်ပါတော့ဒီမှာဆိုရင် share ဆိုတာရှိတယ်ဒီအောက်မှာ share ဆိုတာလေးကိုနှိပ်လိုက်နှိပ်ပြီးတော့ copy link ဆိုတာရှိတယ် copy link ကိုနှိပ်လိုက်နှိပ်ပြီးတော့ကျွန်တော်တို့ဒီဒီ video ရိုင်းပြီးတော့ဖတ်လိုက် ဆက်ပြီးသွားရင်ကျွန်တော်တို့ Google Chrome နဲ့ကိုဝင်မယ်ကျွန်တော်တို့ Google Chrome နဲ့ကို ဝင်ပြီးသွားရင်ကျွန်တော်ဒီမှာ search Google မှာကျွန်တော် copy paste လုပ်လိုက်မယ်ကျွန်တော်ခုန YouTube မှာဟို copy link လုပ်လုပ်လာတဲ့ဟာကိုဒီမှာ copy paste လုပ်လိုက်ဟုတ်ပြီကျွန်တော်တို့ဒီ enter ကိုနှိပ်လိုက်ပါနော် enter ကိုနှိပ်ပြီးသွားရင်ကျွန်တော်တို့ဒီမှာမဖွင့်နဲ့အောင် ကျွန်တော်ဒီညာဘက်တောက်မှာရှိတဲ့ဒီအပေါ်ဆုံးတောက်မှာရှိတဲ့အဆက်39နှိပ်နှိပ်ပြီးသွားရင်ဒီနေရာအရေးကြီးရနော်နှိပ်ပြီးသွားရင်ကျွန်တော်တို့ဒီ desktop site ဆိုတာလေးရှိရဲ desktop site ကိုနှိပ်ပါ desktop site desktop site ဆိုတာကျွန်တော်ကွန်ပျူတာမှာ laptop မှာဒီကွန်ပျူတာ laptop မှာကျွန်တော်ပေါ်တဲ့ပုံစံတိုင်းပေါ့နော်ဒီဟာပေါ်မှာကျွန်တော်ကအခုကဖုန်းနဲ့သုံးနေရ ဒီဖုန်းနဲ့သုံးနေတဲ့ဟာကိုကွန်ပျူတာရေမှာပေါ်တဲ့ပုံစံတိုင်းပေါ်အောင်လို့ကျွန်တော်ဒီ desktop တိုင်းကိုပြောင်းလိုက်ပါနော်ပြောင်းပြီးသွားရင်ဒီသချင်းကိုဖွင့်လိုက်ဖွင့်ပြီးသွားရင်ကျွန်တော်ဘာလုပ်ရမလဲဆိုတော့ဒီ home key နဲ့ကျွန်တော်တို့ဒီ home key နဲ့ direct ကိုထွက်လိုက်နော် home key နဲ့ direct ထွက်လိုက်ထွက်လိုက်ရင်သချင်းကခဏရက်သွားမယ်ရက်သွားပြီးရင်ကျွန်တော်တို့ဒီ notification ဘားလေးရှိရပါတော့ကိုယ့်ရဲ့ဖုန်းမှာ notification တွေပြတဲ့ဘားလေးကိုဆွဲလိုက်အဲ့ဒီမှာကျွန်တော်ဒီခုနကိုဖုန်းလိုက်တဲ့ music video ကိုကျွန်တော်ဒီမှာကြည့်တယ်အဲ့ဒါကိုကျွန်တော်တို့ play လိုက်ပါတော့ဒီ first ဖြစ်နေတာကို play လိုက်ရင်ရပြီအဲ့လိုမျိုးရပြီဆိုရင်ကျွန်တော်တို့ကိုကြိုက်တဲ့နေရာကိုကြိုက်တဲ့ application ကိုကျွန်တော်တို့ သုံးနေလို့ရတယ်တခြင်းဖွင့်နေရင်တော့တော့တခြား application တွေကိုလိုက်ပြီးတော့သုံးလို့ရတယ်ပေါ့နော်ဒီနမူနာအနေနဲ့ကျွန်တော်ဒီမှာ calculator နှိပ်နေမယ်ကျွန်တော်တခြင်းကလာနေမယ်ပုံမှန်ဆိုရင်ကျွန်တော်တို့ဒီ YouTube ထဲကထွက်လိုက်တာနဲ့ကျွန်တော်တို့ဒီတခြင်းက automatic ပိတ်သွားမှာပေါ့နော်ဒီတခြင်းဖွင့်နေတဲ့ကိုဘာလို့ရှင်လဲလှုပ်ရှင်တာလှုပ်လို့ရတယ် favorite သုံးမလား အာ Viber မှာ message ပို့မလားကျွန်တော်တို့လုတ်ရှင်တာတွေလုတ်နေလို့ရတယ်ပေါ့နော်အခုကနမူနာနေနဲ့ကျွန်တော်လိုက်ပြီးတော့ပြနေတာပေါ့နော်ဒီမှာဆိုရင်ပေါ်လုံးပွဲကိုပေါ်လုံးပွဲ Premier League အာဘာညာဘာညာဘယ်နှကိုဘယ်နှကိုဟုတ်ပြီကျွန်တော်လိုက်ကြည့်လိုက်ကြည့်လို့ရတယ်ကျွန်တော်တို့ဒီ second ပိတ်ပြီးတော့ဖုန်းပိတ်ပြီးတော့လဲနားထောင်လို့ရတယ်ဟုတ်ပြီကျွန်တော်ဖုန်းပိတ်လိုက်မယ်အာဖုန်းပိတ်ပြီးတော့လဲကျွန်တော်ဒီအတန်လာနေရပေါ့နော် ုံမှန်ဆိုရင်တော့ဒီဖုံးပေးလိုက်ပြီ YouTube ဖွင့်နေတဲ့ဖုံးပေးလိုက်ပြီဆိုရင်တော့ကျွန်တော်တို့ဒီအတန်မလာတော့ဘူးဒီမှာဆိုရင်ကျွန်တော်ပြတဲ့နီလန်းလေးတိုင်လိုက်လုပ်လိုက်ရင်ကျွန်တော်ဒီမှာဖုံးပေးပြီးရောလဲကိုဗီဒီယိုနားထောင်နေလို့ရပါတော့เนาะတို့ဗီဒီယိုအရှိကြီးရနားထောင်တဲ့လူဆိုရင်ဒီနီလန်းလေးကအရန်ကိုအဆင်ပြေရပါတော့ဒီဗီဒီယိုအရှိကြီးရဖွင့်ထားပြီးတော့ဒီ subscribe ပိတ်ပြီးတော့နားထောင် နောက်ဆောင်တော့ရန်ကိုအဆင်ပြေတယ်ပေါ့နော်ဟုတ်ပြီဒီနေ့ line လေးအတိုင်း line လောက်ကြည့်လိုက်ပါခင်ဗျာဒီမှာဆိုရင်ကိုပိတ်ချင်ရင် notification လေးကို notification bar ကိုဆွဲချလိုက်ဆွဲချပြီးသွားရင်ကျွန်တော်တို့ဒီအဲ pass နေလိုက်ဟုတ်ပြီဖွင့်ကျင်နေဆိုရင် open နေလိုက်ဖွင့်ကျင်မှုဆိုရင် pass ကိုနေလိုက် ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့မရှင်းတာရှင်လဲကျွန်တော်ကွန်မန့်မှာမေးသွားလို့ရပါတယ်ခင်ဗျာကျွန်တော်ဗီဒီယိုကို like and subscribe မလုပ်ရသေးဘူးဆိုရင်လဲလှုပ်သွားပြီပို့တောင်းဆိုပါတယ်ခင်ဗျာနောက်ဗီဒီယိုတွေမှာပြန်လဲဆုံတွေ့ကြပါမယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်